မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်ချီပွေလမ်းပိုင်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းနဲ့နေကြားဆောင် BGF စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဇွန်လ14ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇော်လာ၁၇ရက်နေ့မှာစတုံးဖြူဟာအပါဝင်စစ်ကောင်စီတပ်စခန်းများပြည်သူ့စစ်နယ်နေကြားဆောင်စခန်းများစုစုပေါင်းတပ်စခန်း၁၈ခုကိုတိမ့်ပိုက်ခဲ့ပြီးတဲ့နောက်ဒေသတွင်းမှာ KIA ကဆက်လက်ပြီးတော့ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။ဇန်နဝါရီလ၁၄ရက်နေ့မနက်မှာဝိုင်းမော်ချီပွေလမ်းမိုက်မှာရှိတဲ့ရှောင်းော်ပြည်သူ့စစ်စခန်းမန်တောင်နေကြားဆောင်စခန်းတို့ကိုတိမ့်ပိုက်ရရှိခဲ့ကြောင်းစစ်ရေးသတင်းအင်ဂျင်မြစ်ကအတည်ပြုထားပါဗျ။ချီပွေဘက်ကိုထွက်ပြေးသွားတယ်။မတို့တပ်တွေလိုက်လံရှင်းလင်းနေတယ်လို့ကချင်စစ်ရေးသတင်းအင်ဂျင်မြစ်ကပြောကြားထားပါဗျ။ချီပွေစော့လော်ကပ်ပိုက်တီဒေသဟာ ဥစခုံတင့်ရင်ခေါင်းဆောင်နဲ့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်နဲ့နေကြားဆောင်တပ် BGF တပ်စခန်းအများစုရှိပြီးတော့ KIA ရဲ့ထိုးစစ်အောက်မှာအဲ့ဒီပြည်သူစစ်နဲ့ BGF များဟာစခန်းကိုအလွဲတကူစွန့်ခွာသွားတယ်လို့သိရပါဗျ။ KIA ရဲ့ထိုးစစ်မဆမီဇွန်လ9ရက်နေ့ကဥစခုံတင့်ရင်ရဲ့အမိန့်စာထုတ်ပြခဲ့ပြီးတော့နေကြားဆောင်တပ်များနဲ့ပြည်သူစစ်များအနေနဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များကိုရရိပ်ပြတ်ခုခံချေမှုန်းရန် စစ်မိန်ပေးခဲ့ကြောင်းဖော်ပြထားပါတယ်။စော့လောင်မြို့နယ်၊ချီဝေမြို့နယ်၊ကံပိုက်တီဒေသမှာတာဝန်ထမ်းဆောင်နေတဲ့နေသားဆောင်တပ်နဲ့ပြည်သူ့စစ်များဟာမြေတလက်မတိုင်းကိုကာကွယ်ဖို့အတွက်ခုခံစစ်စင်တိုက်ခိုက်ချိန်မုံရန်အမိန့်ပေးထားကြောင်းစာမှာဖော်ပြထားပါတယ်။ KI နဲ့ PDF ကိုပြန်ထွက်မသွားနိုင်ရန်တိုက်ခိုက်ချိန်မုံရန်ရှေ့နောက်ပိတ်ပြီးတော့တိုက်ခိုက်ချိန်မုံရန် ပြန်လည်ထွက်ခွာခွင့်မပေးရန်အမိန့်ပေးထားကြောင်းဦးစခုံတိတ်ရင်ရဲ့အမိန့်စာမှာဖော်ပြထားပါတယ်။ ဒါပေမဲ့ KIA ရဲ့ထိုးစစ်စတင်ခဲ့တဲ့ဇွန်လ17ရက်နေ့တိုက်ပွဲမှာစစ်ကောင်စီတပ်စခန်း7ခုကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးတော့တပ်စခန်း9ခုဟာမတိုက်ခိုက်ရဘဲနဲ့ထွက်ပြေးသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ဇွန်လ14ရက်နေ့မှာလည်းစစ်ကောင်စီလက်အောက်ခံပြည်သူစစ်နယ် BGF များဟာထွက်ပြေးသွားကြောင်းစစ်ရေးသတင်းအရင်းမြစ်ကပြောကြားထားပါတယ်။အမိန့်ထုတ်တာက9ရက်နေ့က 17ရက်နေ့မှာအကုန်လုံးထွက်ပြေးသွားပြီခြိပွေဘက်ကိုထွက်ပြေးသွားကြပြီငါတို့တက်တီလိုက်လံရှင်းလင်းနေတယ်လို့စီရိတ်သတင်းအရင်းမြစ်ကပြောကြားထားပါဗျ။ KIA အနေနဲ့စစ်ကောင်စီလက်အောက်ခံပြည်သူစစ်နဲ့ BGF များကိုစီရိတ်ပြစ်မှတ်အဖြစ်နဲ့တတ်မှတ်ကြောင်းကြေညာထားပြီးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်စက္ကန်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့တိုက်ရဲစက္ကန်း၄ခုကိုအေအေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့မောရဝတီဗျူဟာမူဘုံမူကြီးတေစာသေးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀၀ကျော်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် အေအေကဘူးတီတောင်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့စခန်းများအားလုံးကိုအပီးပိုင်သိမ့်ပိုက်ပြီးတဲ့အချိန်မှာရခိုင်ဘင်္ဂလားနယ်စပ်မောင်တော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်စခန်းများအားလုံးကိုအပီးသက်သိမ့်ပိုက်ရယူနိုင်ရဲ့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။2024ခုနှစ်ဇွန်လပထမပတ်အတွင်းမှာမောင်တော်မြို့မှာရှိတဲ့တာဝါတိုင်းစခန်း၊ကြောက်ပနုစခန်း၊ဝါစုံပြင်စခန်း၊မြင်းလွတ်စခန်း အင်းတင်စကန်သုံးမဟုတ်နခခ6စကန်နဲ့နခခ6စကန်တို့ကိုအပိသက်သိမ့်ပတ်ရယူနိုင်ခဲ့တယ်လို့သိရပါတယ်ဇော်လဒုတိယဘက်မှာလည်းမောင်တော်မြို့နယ်မှာရှိတဲ့နခခ၄တရင်ဌာနချုပ်ကိုဇွန်လ10ရက်နေ့မနက်9နာရီအချိန်မှာ၎င်းအလဲတန်းကျော်စခန်းကိုဇွန်လ10ရက်နေ့မနက်9နာရီ46မိနစ်အချိန်မှာ၎င်းမောရဝတီဘျူဟာကိုဇွန်လ13ရက်နေ့မနက်9နာရီအချိန်မှာ၎င်း နားခေါင်းတို့စခန်းကိုဇွန်လ23ရက်နေ့ညနေ6:00နာရီအချိန်မှာ၎င်းအသီးသီးထပ်မံတိမ့်ပတ်ရယူနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းသိမ်းတိုက်ပွဲများအတွင်းမှာမောရဝတိဗျူဟာမှုဘုံမူကြီးတေစာထေးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်200ကျော်ကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့တယ်လို့သိရပါဗျ။တပြိုင်နက်တည်းမှာမောင်တော်အန်တန်လွဲမြို့များမှာရှိတဲ့စစ်ကောင်စီရဲ့အခြားသောစခန်းများကိုလည်း အေအေကဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါဗါတိုက်တွဲများအတွင်းမှာစစ်ကောင်စီရဲ့လက်နက်ခဲယမ်းများစစ်လက်နက်အသုံးဆောင်ပစ္စည်းများကိုတင်းစီရမိတယ်လို့စစ်တုံးမှန်တချို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗါလက်နက်ချအညံ့မခံမဲနဲ့ထွက်ပြေးလျက်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်းလိုက်လံရှာဖွေကရှင်းလင်းလျက်ရှိတယ်လို့သိရပါဗါဒါအပြင်ဇွန်လ13ရက်နေ့မှာတောင်ကုန်းမြို့နယ်ရှစ်မိုင်ကအကွာမှာရှိတဲ့တောင်ကုန်းအန်းကားလမ်းမပေါ်မှာရှိတဲ့ ရွှေကွန်းစန်းတရားကိုစစ်ကောင်စီကမိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ AA ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့တနင်္သာရီမြို့နယ်အောင်တာဝရကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းအဖွဲ့ကဇွန်လ14ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နှစ်ပေါင်း28နှစ်ကြာအောင်တပ်ဆွဲထားတဲ့ အဲ့ဒီစက္ကန်းကိုမတိုက်ခိုက်ခင်ကလေးကလက်နက်ချရန်အကြောင်းကြားခဲ့တော့လဲလက်နက်ချခြင်းမရှိတဲ့အတွက်ဇွန်လ14ရက်နေ့မနက်မှာထိုးစစ်ဆင်ခဲ့ရာနေ့လယ်12နာရီမှာတိမ့်ပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အောင်တာဝရစက္ကန်းကတနင်္လာညဘေးမှာရှိတာပေါ့ထိုင်တဲ့ရန်သူရဲ့တိုက်ရင်ကခလာရ185ပေါ့အောင်တာဝရဆိုတာအရင်ကကရင်ရွာလေးတရွာ1998ခုနှစ်ကစစ်တပ်ကထိုးစစ်ဆင်တော့ရွာသူရွာသားတွေထွက်ပြေးကြရတာ အဲ့ဒီစစ်တပ်ကအဲ့ဒီရွာမှာပဲစခန်းချတယ်အခုတော့ကျွန်တော်တို့ KNL တပ်မဟာတပ်ရင်းခွနဲ့ PDF အဖွဲ့ဝင်ပူးပေါင်းတော်လိုင်းအင်အားတွေနဲ့တိမ့်ပိုက်လိုက်တာပေါ့လို့ဘော်ဒူစောအင်နာကပြောဆိုခဲ့ပါတယ်စခန်းတိုက်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားကြောင်းကို၎င်းကပြောဆိုခဲ့ပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်ကတေးဆုံးထိခိုက်မှုလက်နက်ခဲရရှိမှုအခြေအနေတွေကိုတော့စုံစမ်းထားဆဲဖြစ်တယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီကလေးချောင်းပစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်ဒီစခန်းကလည်းမသိငယ်ကျွန်တော်တို့ကပြောထားတယ်ဆက်သွယ်ထားတယ်လက်နက်ချပြီးတော့ပူးပေါင်းမှာ သူတို့ကအသေးခံပြီးလုံမယ်ဆိုရင်လည်းလုံပေါ့သူတို့အသေးခံပြီးလုံမယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကမလွဲတာမရှောင်တာတိုက်ရတာပေါ့လို့ဘရိုစောအင်နာကပြောဆိုထားပါတယ် KNL တပ်မဟာ၄နဲ့ပူးပေါင်းတပ်များဟာဒဝဲခရိုင်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများကိုတိုက်ခိုက်တဲ့ဆက်စင်ရေးများကိုအခုနှစ်အတွင်းမှာခက်ဆိတ်ဆိတ်လှုပ်ဆောင်လျက်ရှိရာစစ်ကောင်စီဘက်ကတရဲအလိုက်လက်နက်ချမှုတပ်စခန်းတစ်ခုလုံးစခန်းကိုဆုတ်ခွာထွက်ပြေးမှုများရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းကတာနဲ့ထီးချန်မြို့နယ်ကြားဝဲကြီးကျေးရွာအနီးမှာဇွန်လ14ရက်နေ့နေ့လယ်ကတိုက်ပွဲအပြင်းထန်ဖြစ်ပွားရာစစ်ကောင်စီဘက်ကထိခိုက်မှုရှိပြီးတော့အရက်သားပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အင်အား90ခန်းနဲ့စစ်တောင်းထုတ်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတွားရောက်တိုက်ခိုက်တဲ့အချိန်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ကြောင်းဝင်လာလို့တွားပြီးတော့တားတာပါ။ကိုယ်ဘက်ကတွားချတာတိုက်ပွဲကပြင်းထန်ပါတယ်။စစ်ကောင်စီဘက်က9ဦးထိခိုက်သေဆုံးနိုင်တယ် ထိပြီးတော့ပြန်ဆုတ်သွားတယ်လို့ပြည်သူ့ကာကွယ်ရဲဘော်တို့ကပြောပြခဲ့ပါတယ်။တိုက်ပွဲဟာဇွန်လ14ရက်နေ့မွန်းလွဲ2နာရီခန့်ကနေပြီးတော့3နာရီခန့်အထိဖြစ်ပွားခဲ့ပြီးတော့တိုက်ပွဲအတွင်းမှာအရက်သားပြည်သူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်။ဝဲကြီးကျေးရွာဟာထိကြိုက်မြို့နယ်နဲ့ကတာမြို့နယ်ကြားမှာတည်ရှိတယ်လို့သိရပါတယ်။ ်ထီးကြိုက်မြို့မှာလဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတော့လဲမြို့ပေါ်နေရာကလွဲပြီးတော့ကျန်တဲ့နေရာအများအပြားကိုတော်လိုင်းအင်အားစုများကထိမ့်ချုပ်ထားကြောင်းသတင်းရရှိပါတယ်ကတာမြို့နယ်ဟာကချင်ပြည်နယ်ရှမ်းပြည်နယ်တို့နဲ့လဲထိဆက်တဲ့ဒေသမှာပါဝင်တယ်လို့သိရပါတယ်စစ်ကောင်စီဟာမြို့အတွင်းမှာရှိတဲ့တိုက်ရဲများနဲ့ဌာနဆိုင်ရာရုံးများမှာတပ်ဆွဲထားတယ်လို့သိရပါတယ်ကတာမြို့နယ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်ထားတဲ့ကြေးရွာအများအပြားလဲရှိနေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ AP လ26ရက်နေ့ကကတာမြို့နယ်မြိုင်းတရားရွာစာတင်ချောင်းကိုစစ်ကောင်စီကပေါင်900ဘုံကျဲချတိုက်ခိုက်ခဲ့ရာအရတားပြည်သူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့စာတင်ချောင်းအပါအဝင်နေအိမ်၈လုံးပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းဒဝဲခရိုင်ရေပြည်မြို့နယ်ရာဖူးကျေးရွာအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို drone နဲ့ဗုံးကျဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှုအပါအဝင်၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇော်လ17ရက်နေ့မွန်လွဲ7:50မိနစ်ခန့်မှာရေပြူမြို့နယ်ရာဖူးကျေးရွာအတွင်စစ်ကြောင်းထိုးပြီးတော့ယာယီစခန်းချနေထိုင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းတပ်ဖွဲ့က drone နဲ့ဗုံးကျဲတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဘက်ကစစ်ကြောင်းမှုတအုပ်နဲ့ရဲဘော်3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် drone ချတာကတော့17ရက်နေ့ကပေါ့သူတို့စခန်းချတဲ့နေရာကိုကျွန်တော်တို့ကအတိအကျသိတယ်။ဒါကြောင့်မို့လို့ drone ချတဲ့အခါမှာစစ်ကြောင်းမှုအပါဝင်ရဲဘော်3ဦးစုစုပေါင်း4ဦးပေါ့ဒဏ်ရာရတယ်။စစ်ကြောင်းမှုကတော့ဒဏ်ရာနည်းနည်းများတယ်လို့သိရတယ်။ စစ်ကြောင်းမှုဒဏ်ရာရတော့ပြန်ဆုတ်သွားပြီးတော့ရာဖူးရွာထဲမှာလည်းမရှိတော့ဘူးပြန်ဆုတ်သွားတဲ့အချိန်မှာနေအိမ်ထဲကနေပြီးတော့ပစ္စည်းတွေကိုဖောက်ယူသွားတယ်လို့သိရတယ်လို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒါအပြင်ဇွန်လ23ရက်နေ့အမတ်ရှိပြည်အောင်စုလမ်းမကြီးပေါ်မှာရှိတဲ့အလဲစခန်းကျေးရွာကိုပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့များကနေမြေရှင်းလင်းရေးလှုပ်ဆောင်ခဲ့ပြီးတော့အမတ်ရှိလမ်းမကြီးပေါ်မှာတွာလာဖြတ်တန်းနေတဲ့ကားများကိုစစ်ဆေးမှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ် နယ်မြေရှင်းလင်းရေးလုပ်တာကတော့အလဲစခန်းကျေးဝါမှာပေါ့အလဲစခန်းမှာတော့သူတို့မရှိဘူးအလဲစခန်းမှာတော့စစ်ခွေးတွေမနေရဲဘူးလို့ဒေါနာစစ်ကြောင်းကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်ဒေါနာစစ်ကြောင်းနဲ့ပူးပေါင်းတပ်ဖွဲ့များဖြစ်တဲ့မွန်ပြည်ကာကွယ်တပ် MSRF KTLA မွန်ပြည်သစ်ပါတီ AD အထူး drone တပ်ဖွဲ့ Saw Dragon Drone Force ရေ drone တပ်ဖွဲ့ YAF နဲ့ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ကောင်စီတပ်သား9ဦးတေဆုံးက PDF ရဲဘော်တဦးကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇော်လ23ရက်နေ့မနက်6:00နာရီကမှဂမုံ7ဘောင်ဘော်ကိုစစ်ကြောင်းထိုးလာတဲ့ အင်အား60ကပါတဲ့စစ်ကောင်စီတပ်သားများကိုတော်လိုက်တပ်ဖွဲ့များကမိုင်းဆွဲပြီးတော့60မမ40မမလက်နက်ကြီးလက်နက်ငယ်များနဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမနက်6နာရီကနေမွန်းလွဲ7နာရီအထိဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်က9ဦးသေဆုံးက3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်။ဒါအပြင်တပ်ခွဲတစ်ကရဲဘော်2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ဂျိုးပင်ကောင်ဟီးရိုးပျောက်ကြားတပ်ဖွဲ့က ရဲဘော်တအူမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီနေ့ညနေ9နာရီကမှအကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးအင်အားအများအပြားကိုအသုံးပြုပြီးတော့ထပ်မံတက်ရောက်လာခြင်းကြောင့်တော်လိုင်းတပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရပြီးတော့တရင်383တဲ့တက်ခွဲတဲ့ရိုးမ GBK ပြည်သူ့ကာကွယ်အဖွဲ့ရဲ့စခန်းတစ်ခုကိုလည်းမိရှုဖျက်ဆီးခံခဲ့ရတယ်လို့သိရပါတယ်။မိုးလင်းကလေးကစစ်ခွေးတွေလက်နက်ကြီးတွေပြစ်ပြီးတော့တက်ချလာတာစက်နေရနေ့ကတိုက်ခိုက်ခံရတဲ့စစ်ကြောင်းပဲစစ်ခွေး60လောက်နဲ့10ပေါင်ကနေပြီးတော့ချောင်းဆောက်ဘက်ကိုတက်လာတာ အဲ့ဒါကိုမိုင်းဆောင်ဆွဲပြီးတော့အပြန်အလှန်ပြစ်ခတ်ကြတာစစ်ခွေးခုနှစ်ကောင်သေးတယ်သုံးကောင်ဒဏ်ရာရတယ်ကျွန်တော်တို့ဘက်ကတဦးကြတယ်တနအီလောက်ကြတော့စစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ထုပြီးတော့အတင်းတက်ချလာတာကိုကျွန်တော်တို့ဘက်ကခဲရမလုံလောက်တာကြောင့်စုပ်ပေးလိုက်ရတယ်ညနေ9နာရီလောက်မှာစခန်းဆောင်ရဲဘော်လောက်ပဲကြံခဲ့တဲ့ရိုးမ GBK PDF ကာကင်းစခန်းကိုစစ်ခွေးတွေဝင်သိမ်းတာအင်အားမမျှလို့လက်လွတ်ပေးလိုက်ရတယ် ်သိန်း30ဘိုးလောက်ဆုံးရှုံးသွားတာပေါ့လို့တာဝရီခန် PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ PDF စခန်းအနီးမှာရှိတဲ့စစ်ရှောင်တဲ30ကျော်ကိုမိရှုဖြတ်စည်းခဲ့ပြီးတော့စစ်ပေးရှောင်ပြည်သူများကိုတောတောင်များအတွင်းမှာအမိုးအကာမရှိဘဲ ်တစ်ပင်များအောက်မှာကိုကက်နေရပြီးတော့အများစုဟာကလေးငယ်များအမျိုးသမီးများနဲ့တက်ကြီးရွယ်ဦးများဖြစ်တယ်လို့သိရပါတယ်လက်ရှိအချိန်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာဝိုင်းရွာမှာရောက်ရှိနေတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုဘကိုးတိုင်းတာဝရီခိုင်တိုင်ရင်383တက်တက်ခွဲတက်ရိုးမ GBK ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့တရရင်383တက်တက်ခွဲ9ဂျိုးပင်ကောင်ဟီးရိုးပျောက်ကြားတပ်ဖွဲ့နဲ့တာဝရီခိုင်တိုင်ရင်383နှစ်တက်ခွဲ၄မြေအောက်ပျောက်ကြားအုပ်ဖို့တပ်ဖွဲ့နဲ့ တာအော်ရီခန်ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခမညာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခမညာ